ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်။မြို့ရဲ့တပတ်ကမ်းမှာရှိတဲ့တွန်တင်းမြို့ကိုမြကုံသွားထိုးတဲ့ကြီးစင်လေးကိုပြပတ်ပေးတော့မှာဖြစ်ပါတယ်နော်။မြို့ရဲ့တပတ်ကမ်းကိုကူးတဲ့အခါမှာလှေနဲ့လည်းကူးလို့ရတယ်လို့သင်္ဘောနဲ့လည်းကူးလို့ရပါတယ်။မိမင်ကတော့အမြဲတမ်းသင်္ဘောစီးပါတယ်။အခုဆိုရင်သင်္ဘောပေါ်ကဆင်းပါပြီနော်။သင်္ဘောပေါ်ကဆင်းရင်တော့အစင်သင်ရက်ဆောင်နေတဲ့တက်စီလိုင်းကားလေးတွေနဲ့တွန်တင်းမြို့ကိုသွားပါရရှင်။ လမ်းကလည်းအရန်ကိုကောင်းပြီးတော့မှဖြောင်ပြူးနေတာပါပဲလမ်းမှာအမှတ်ပုံတင်စစ်တဲ့နေရာ တနေရာရှိပါတယ်ကားစားထွက်ပြီးဆိုတာနဲ့နေမြူလေးရဲ့တဘာဝအမှုအသက်ကိုချက်ချင်းခံစားမိနေတာပါပဲစိမ့်ဆိုတဲ့တစ်ပင်နေနဲ့လက်ဆက်တဲ့လေးကြီးကဖယ်ချင်တော့ရုံးသွားတဲ့ခီးကိုကူပါပဲဘာပင်နေဆိုတာကလည်းစိမ့်ဆိုပြီးတော့မှမိုင်းညို့နေတာပါပဲရှင်ဆိုလို့ရှိရင်တွန်တီးမျိုးကိုစဝင်လာပါပြီ။ လေးမျိုးကိုဝင်ပြီဆိုတာနဲ့တွန်တေးမျိုးရဲ့အထင်ကရရှီဟောင်းစီရောမြတ်ကြီးကိုစတင်ပြီးဖူးမြော်မှာဖြစ်ပါတယ်ရှင်။ခုဆိုရင်တော့မမရဲ့တငယ်ချင်းဆိုင်လေးကိုရောက်ပါပြီ Hello ဆိုင်ထဲမှာအဲ့တယ်ဒီရောက်နေပြီလား Wow ကတော့ချက်ပြုတ်နေလေရဲ့မတငယ်ချင်းရဲ့လက်ရကအရန်ကောင်းလုံးလို့ကျွန်မအားလို့စဉ်းသင့်နေရမယ်ညှင်းချင်းလေးတွေကိုဒီလိုလေးလောက်ထားမှာတော့ ဝါမှလုံးကျင်သွားတော့အဲ့ပုမလို့ရတယ်။ဒီလိုလုံးတင်နေသေးလိုက်နေ။ကိုကိုယ်တိုင်လည်းတအားလှုပ်ရှားတတ်လို့လေ။ဟုတ်လားလို့ရှောက်သားနေတာပြေ။ကျမတငယ်ချင်းရဲ့ဝါရဏလေးတစ်ခုကိုပေါ်ပြလိုက်ပြီနော်တငယ်ချင်းကဟင်းချက်တာလဲအယမ်းမြန်ပါတယ်သူချက်တဲ့ဟင်းကအရသာလဲကောင်းတယ်မြန်ကန်ကွအရသာရှိမှရှိ ်။ကြီးပါအောင်စားခြင်းစီရန်ဟင်းတစ်ခွက်ရလာပြီ။ပြီးလို့ရှိရင်ငပီရည်လေးနဲ့စားမယ်။ကျွန်မတကယ်ချင်းရဟင်းကိုနှမျိုးစလုံးကလေကားထောင်ပြီးတက်เสียမလို့အောင်ကိုအထက်ကိုရောက်စီမယ်ဟင်းနေပေါ့နော်။ကျွန် ကျွန်မစားတော့ပြီးရဲ့ခါမှာတော့လိုင်းနာစားထိုးပါပြီ။လိုင်းနာအဲ့တဲလီဘလောက်တောင်လှလဲကြီးလိုက်ပါအောင်ရှင်ဒီတော့မြေခုံးစားထိုးပါမယ်မြေခုံးလေးထိုးပြီးသွားပါပြီ ။နှခုံးထိုးပြီးတော့ပဇွန်နေသွားဝယ်သေးတယ်။မရိုက်လိုက်ရအောင်ပေါ့နော်။အခုအပြန်ခီးပေါ့နော်။အပြန်ခီး။ဟိုမှာလည်းမြစ်ချင်တကိုးနဲ့ပေါ့နော်။တလန်းလုံးနည်းနည်းလေးငိုက်ကြီးလာတယ်ပေါ့နော်။အဲ့တော့တင်မောလာတာကိုစောင့်နေတာပါ။အရင်ကလှပါတဲ့ရှုကင်းလေး။ဒီနေ့တနင်္ဂနွေနေ့မို့လို့လူနည်းနည်းရှင်းတာပေါ့နော်ပုံမှန်ဆိုလို့ရှိရင်တင်မောတက်တဲ့ချိန်ကောကတ်တဲ့ချိန်ကောကအရန်လူများပါတယ်ရှင်ကျမမှာပါလာတဲ့အထုပ်ပလုတ်တွေတော့မရိုက်ပြလိုက်ရဘူးနော် တကယ်တမ်းကတော့လေကာလီမန်မဲတော်လူလက်ဆက်ချောင်းတော့ပါကျင်တာပါဒီတနေ့ကိုမိုးမရပေးတဲ့မိုးနဲ့မင်းကြီးကိုလည်းကျေးဇူးတင်ပါတယ်ရှင်